စူပါရီချမ်းရဲ့အားနည်းချက်နဲ့ဟာကွက်တွေကိုကျွန်တော်ရှာမရသေးပါဘူးလို့ပြောလိုက်တဲ့စံကာတစ်ဒီပွဲဟာစူပါရီချမ်းအတွက်အယောအဆအရန်ကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်ပြောရမယ်ဆိုရင်ဝမ်ဟာစူပါရီချမ်းကိုဥရှိုးဖို့အတွက်ဒီပွဲကိုတည်ပေးလိုက်လေသလားလို့တော့ယူဆကြင်စရာပဲစူပါရီချမ်းကထိုးအားအရန်ကောင်းပါတယ်ခြေမှာထိုးခဲ့တဲ့နှစ်ပွဲလုံးမှာစူပါရီချမ်းကသူ့စွမ်းစာကိုပြိတ္တတိအောင်ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်ဒုတိယပွဲမှာဆိုရင် ပြန်မဲ့ဖြစ်တဲ့ဒဏ်ကိုလှုပ်မရနိုင်အောင်ထိန်းချုပ်ပြီးပထမပွဲကြီးမှာရင်စူပါရီချမ်းကအမောက်သိပ်ပြနိုင်ခဲ့ပါတယ်ပထမဆုံးပွဲစဉ်တော့ကလည်းစူပါရီချမ်းဟာစွတ်တင်ကိုအသာစီးကနေထိုးပြပြီးမမျှတတဲ့ဆုံးဖြတ်မှုတွေကြောင့်အမှတ်နဲ့ရှုံးနေခဲ့ရတာပါစွတ်တင်ရဲ့ပွဲမှာစူပါရီချမ်းတာခဲ့တယ်ဆိုတာကိုထိုင်းပြည်သက်တွေကတော့ထောက်ခံခဲ့ကြပါတယ်ဂျန်းနဲ့ပွဲမှာဆိုရင်လေစူပါရီချမ်းကဘောနပ်စ်ရရှိခဲ့တဲ့ပေမဲ့ရွေးချော်ခဲ့ရပါတယ် ဝမ်ဟာစူပါရှမ်ဘကအကောင်းဆုံးနဲ့အပြီးပြည့်စုံဆုံးလုပ်ပြခဲ့တာကိုတော့ဘောနပ်စ်မပေးခဲ့ပါဘူးလစ်လူရှုခဲ့ပါတယ်အခုလဲစူပါရှမ်ကိုကစ်ဘောက်ဆင်ဘက်စီပြောင်းထိုးခိုင်းပါတယ်ပွဲတယ်ပေးထားတဲ့ပြိုင်မဲ့ဖိုင်တာကိုကြည့်လိုက်တော့လဲရော့ထန်ရဲ့ရောက်ပါပါတစ်ချက်မှားတာနဲ့တင်စူပါရှမ်အတွက်ပေးဆက်မှုကြီးမားသွားနိုင်တဲ့ပွဲမျိုးတဲ့စီတွန်းပို့လိုက်တာဖြစ်ပါတယ်ဒါကြောင့်လဲတစ်ချက်လေးမှကိုအတိန်ဆောင်ဖြစ်လို့မရတဲ့ပွဲလို့ပြောရတာပါရော့ထန်ရဲ့ရောက်ပါဆန်ကာတစ်ဟာ လက်ဝေကစားသမားတယောက်ဖြစ်ပါတယ်လက်ဝေကစားသမားတယောက်အတွက်ကစ်ဘောက်စင်ဘက်စီပြောင်းထုတ်ရတာကဘာမှမခက်ခဲလာပါဘူးစူပါရှင်အတွက်ကတော့မွေထိုင်းကနေကစ်ဘောက်စင်ဘက်စီပြောင်းထုတ်ရတာဖြစ်လို့စိန်ခေါ်မှုကြီးမားပါတယ်ဝမ်းကချုပ်ဆိုထားတဲ့စာချုပ်မှာမွေထိုင်းနဲ့ကစ်ဘောက်စင်နှစ်မျိုးလုံးတွဲလျက်ပါဝင်နေတာကြောင့်စူပါရှင်အတွက်ငင်းခွင်ကတော့မရှိပါဘူးဝမ်းကစီစဉ်ပေးတဲ့အတိုင်းပွဲထိုးရတာပဲဖြစ်ပါတယ်ဒါကြောင့်လဲတန့်စင်ကရေချမ်းတော်ငါ့လိုဖြစ်ပြီးတင်တယ်ဝမ်းကစီစဉ်တဲ့အတိုင်း ထိုးပေးနေရပြီလို့ပြောတာဖြစ်မှာပါလက်ရှိမှာတော့စူပါရီချမ်းရဲ့တိုင်မဲ့ဖြစ်တဲ့ဆန်ကားတက်ကသူဟာစူပါရီချမ်းရဲ့အားနည်းချက်တွေကိုအခုချိန်အထိရှာမရသေးဘူးလို့ထုတ်ပြောလာခဲ့ပါပြီစူပါရီချမ်းဟာပြီးပြည့်စုံတဲ့ fighter တယောက်ဖြစ်တယ်လို့လည်းဆန်ကားတက်ကရှင်းပြထားပါသေးတယ်ကျွန်တော်ကိုဝမ်းကခေါ်ယူပြီးအခွင့်အရေးပေးတဲ့အတွက်တကယ်ကိုပဲကျေးဇူးတင်ရပါတယ်ဒီပွဲအတွက်ကျွန်တော်အကောင်းဆုံးပြင်ဆင်ထားတာကိုပွဲထိုးတဲ့အချိန်ရောက်ရင်တွေ့ရမှာပါ ွဲတွေဝင်နေတယ်ဆိုပေမဲ့ကျွန်တော်အကောင်းဆုံးလုပ်ပြနိုင်မယ်လို့ယုံကြည်ပြီးသားပါစူပါရီချမ်းကပြည့်ပြည့်စုံတဲ့ fighter တစ်ယောက်ပါသူ့ရဲ့အားနည်းချက်တွေဟာကွက်တွေကိုကျွန်တော်အခုချိန်ထိရှာမရသေးပါဘူးလို့စံဃာတစ်ကထုတ်ပြောထားပါတယ်ဒီပွဲဟာစံဃာတစ်အတွက်ပထမဆုံးထူရမယ်ဝမ်ပွဲစဉ်မှာဝမ်ဟာရော့ထန်ရဲ့ရောက်ဖွာကိုယာပြည့်ပွဲမှာပွဲထုတ်ပြီးသူ့ကျွမ်းကျင်ပိုင်တိုင်းနဲ့ကစ်ဘောက်စင်ဘက်မှာပွဲတည်ပေးထားတာကိုကြည့်လိုက်ရင်စံဃာတစ်အနိုင်ရအောင်ဘလောက်အထိလုပ်ပေးထားတယ်ဆိုတာကို တိုင်းသာမြင်ကြပါလိမ့်မယ်။ဖိုက်ပွဲတွေကိုခန့်မှန်းပေးတဲ့ Topology website ကဆိုရင်ဒီပွဲမှာဆန်ကတည့်ရဲ့နိုင်ရှိက80ရာခိုင်နှုန်း၊စူပါရီရှန်ရဲ့နိုင်ရှိက30ရာခိုင်နှုန်းလို့ခန့်မှန်းပေးထားပါတယ်။စူပါရီရှန်ဟာအခက်အခဲအတားအဆီးတွေကိုကျော်လွှားပြီးရော့ထန်ရဲ့ရောက်ဖာကိုအနိုင်ထုတ်ပြနိုင်လိမ့်မလားဆိုတာကိုစောင့်ကြည့်ရင်ခုံရတော့မှာပဲဖြစ်ပါတော့တယ်ခင်ဗျာ။